တရားပဲဘုံဘုံဘုံလေးလူလေးချားတယ်ဘုံဘုံကူပြီးရေချားမယ်လေပြပြမှာချားမှာပါချားလုံးလေးမှချားမယ်လေဘာချားရို့နေချမနေမှာဆရာတော်ဘုရားကဲခဲ့လို့ကျွန်တော်ဒီဘောကိုပြန်ရောက်ပြီးတော့ဒီလောကတကယ်ရှိမှန်းသိလို့ကျွန်တော်နောက်ဆုံးကြီးငွေကြီးကိုလက်လို့ရှုပြီးတော့တင့်တင့်လျောက်ကလေးကတော့ပန်းလေးကိုပဲယူပြီးလက်ခံပြီးကျွန်တော်ပဓာဟိတပုံစံမျိုးနဲ့လှုပ်ပြရပါဘုရားတဲ့ဘုရားကြောင်းဆောက်ရန်ခံရှင်ပြုအခုတော့ သုဒ္ဓံပါတိဒီကောင်းမှုကံကြီးသာလူရှေသောတိကအေအားဆက်ဆောတော့တိပါမတိမတိဆက်ဆောဆက်ဆောဆက်ဆောအခုကတော့ဒီဇပယ်လေးကသူတို့ရဲ့ဘဝဆက်ဆက်ကဆောင်းလျှောက်ကြတဲ့ပုံကိုရင်းနဲ့ဟိုရိုးရိုးတမ်းမစင်ပေါ့သူတို့လူသားရဲ့အခက်အခဲကိုမေးခဲဆန်းခဲနဲ့လုပ်ရရှိမှာနောက်ပိုင်း ကိုပြည့်ဖြစ်ကအကိုပြည့်ဖြစ်ကသုံးလအလိုချမဘုံဖရာကိုအဲ့ဒီဆရာလေးကိုဆောင်းချောက်တဲ့ပုဂ္ဂိုလ်ကလည်းခဏကြွပါအောင်ကြွပြီးမှဖဖုံးကိုဒါပြောမယ်ဆိုရင်အဲ့ဒီပရာလောကတာရီကဟိုဘဝမှာဘလို့နေရရဲ့ဘလို့နေရရဲ့ဘလို့ထိုင်ရရဲ့ပုံနော်ဘလို့ထိုင်ရအဲ့အခုတို့ကြွဖို့လို့ဘုရန်ခက်ခဲရှိရဲ့မမစင်းရဲ့မမစင်းရဲ့အတိတ်ဘဝကအာနေဆက်ကောင်းမှုကံပေါ့ဖဖုံးဖရာပါလာရဲ့အတွက်ကိုလေကိုရဟန်းတို့ရဲ့ တရားသမားကြီးတစ္ဆာကြီးရလည်းအရှင်မြတ်လုံဆောင်တဲ့အတွက်သူ့ရဲ့ဒီမိုးရပါအဆောင်လျှောက်ပါခဲ့သူ့ရပါမိုးရပါအဆောင်လျှောက်ပါခဲ့ဖပုံတပည့်လေးနဲ့တွဲပြီးတော့ရဲ့ပရာလောကသားကြီးလွတ်အောင်ကျွတ်အောင်ညာဖုံးလို့ဘလို့ခေါ်ညီးရေပေါ်တမကြီးရဲ့ပရာလောကသားဘောမှာရှိသိချင်းလက်ရှိဘောရဲ့ရှိရှိရဲ့နေရာမှာကင်းနေရာကြောင့်လို့ကိုယ်တိုင်ဘောမျိုးပို့ဖို့ပြည့်ရအချက်အစ်ကိုကိုယ်တိုင်ပို့ဆောင်ပေးပါငွေကြေးသော၆နှစ်သာကာလပြည့်မှာရံမှန်းတဲ့လမ်းတော်ပြည့် ဂျပန်စီးရစီတဲ့ဘဝခန္ဓာပလွန်သွားစရာတော့ကျန်လို့ကျွန်တော်တို့ကိုဥသိမ်းပါမယ်ဇနီးတနည်းပြီးတော့မတ်တူအေးမတ်တူကြီးမိခင်မိတူကိုဝရဟေးအဖွာအသက်40ရှောင်းရှိခင်ရတို့ညာစကမှာဒေါ်စီကြအေးလည်းဘာစီဘောကမရှိမရှိမဲ့တဲ့တူတဲ့ကြီးဒီပါမရှိဘူးမလို့အဲ့ဒီကလေး ်ဖြစ်တော့ဒီလိုရှိရမှာရှိတယ်အဲဒီခိုင်ဖုံးဘလောက်ပါလို့ပြောတယ်ပရိသပရိသခိုင်ဖုံးနေတဲ့ကပရိသပြည့်စုံနေတယ်လို့ဟောခေါင်းခေါင်းခေါင်းကြီးဖိတ်ပုံဖိတ်ခေါင်းဖိတ်ခေါ်တာပေါ့ဖိတ်ခေါ်ပြီးတော့တွေ့ဆုံကာယကံချင်းတွေယုံကြည်လို့ရှိရင်လွတ်အောင်ကြည့်အောင်ဘလို့ဆွတ်တော့ဆိုတဲ့ဟာလေးကိုရက်ပြောတဲ့ဟာတော့ဘဘုကအဲငါဘဘကိုပေါ့ဖုံးရဟန်းဆိုတော့တိတ်အယုံကြည်ရတိတ်မရှိဘူးအရာဒါပေမဲ့တိတ်ချ အဲ့လိုလေလှုပ်ကြည့်လှုပ်ကြည့်လှုပ်ကြည့်နေဒီမှာကြုံတော့ပေါ့ကိုဘောက်တမ်းလို့ပေါ့ဘုံလိုရိုးရိုးဆုံးကုန်းလေးပါလာဆုံးထုတ်တဲ့အခါလေးအဲ့လိုဖိတ်ကြကြည့်ရဲ့ဖိတ်ကြကြည့်အဲ့လိုပဲဝင်းဝင်လာရင်ဝင်းဝင်လာရင်လည်းဘုံလိုစသွားတာဘလို့မှဟိုဒီပြင်ကိစ္စတော့မရှိဘူးပေါ့တမယိုးကြလုပ်ငန်းလေးပြဘုံလုပ်တာပါပဲဖိတ်ခေါ်ရင်ကြီးစနစ်ကလေးกว่าရဲ့နောက်ပြီးလို့သူတို့ကိုင်ပန်ရှင်ရဲ့ဖဖုံရဲ့ကျွအောင်လုပ်အောင်လုပ်ရှင်နေဆိုရင်တော့ဒီသူတို့သူတို့ကောင်းကြီးဝင်ပြောတဲ့အတိုင်း သူ့ရဲ့သူ့ချင်းနဲ့လူဒီဘက်သူရေစဲချဒီဘက်သူတာထုခေါ်ဒါသူတို့သူ့ကျန်းဝင်နေဆိုရဲသဘောတဘာပဲဖုံးလုံးထုတ်တာပါပဲပြပြရတော့ဘာမှမရှိပါဘူးအဲ့ဒါကြတော့ကျွန်တော်ကဒီလူပရာလောကသားကိုတကယ်စစ်စစ်မှန်မှန်ခေါ်လိုက်တဲ့အတွက်တကယ်သူ့ရဲ့မိသားစုအတိုင်းဝိုင်းနဲ့ပရာလောကသားမိဘပဲဖြစ်ဖြစ်ခင်မုန်းဇနီးမရဖြစ်ဝင်လာတဲ့အခါသူတို့သူတို့ဘာလို့မှန်ရသားနဲ့မှသူတို့လက်မခံတာတော့ကိုကအဲ့ဒီအချိန်မှာတော့ တို့ဝေဖန်မဲ့စိတ်တော့မရှိဘူးဘာဖြစ်လို့မရှိဘူးဆိုတော့ကျွန်တော်ကိုနိုင်ကလည်းပရာလောကသားဝင်လာဆိုကိုကိုကဘာမှမသိတော့ဘူးစိတ်တစ်ခုဝိညာဉ်တစ်ခုလွင်မျောသွားတဲ့ပုံစံမျိုးလိုပဲခံစားရတာပြန်ထွက်လာကမှကိုတပည့်သားချင်းတွေကပြောဒီဒီလူကတော့ဒီလိုရှိတယ်ဒီလူကဒါကတော့ထားလိုက်ပါလူတရားဝါတရားနားလည်မှုရှိတယ်လို့နားလည်မှုလည်းဟိုမပေးနိုင်လို့ရှိတယ်တိုတိတိုတိလူကြတော့လေသူတို့လိုချင်တဲ့တက်မဲ့မောတဲ့စိတ်မျိုးတစ်ခုနဲ့သိချင်တဲ့စိတ်တစ်ခုနဲ့လာတာလည်းရှိတယ်တိုတိတချို့လူကြတော့လေမိဘကြီးကိုခင်မုန်းကိုဇနီးကိုအကြောင်းပြုပြီးတော့ ြံခဲ့တဲ့စီစဉ်ဥစ္စာဒဏ္ဍာကိုလိုချင်တက်မဲ့မောလို့တိလို့တဲ့စိတ်မျိုးနဲ့လာတာတွေရှိတယ်အများကြီးတွေ့ကြုံတွေ့ရပါတယ်အဲအချို့သောနေရာကြတော့တချို့လူတွေကြတော့လည်းဟိုကျွန်တော်အခုဒီ TikTok မှာတင်ထားတဲ့ဟိုကျွန်တော်ရဲ့ဟိုဖိုင်ရွေးလေးတွေပုံစံထဲမှာအောက်မှာ comment ကလေးလာတာရှိတယ်တချို့သောလူဆိုဟိုဖုံးဖုံးနဲ့ဒီအလုံးလေးနဲ့မသက်ဆိုင်တာလို့ဆရာကြီးပဲဝင်ပူးနေတာလားလို့ဒီလိုလေးရှိတယ်ဒါပေမဲ့သူတို့ကျွန်တော် comment မပြန်ဘူးမဝေဖန်ဘူးကျွန်တော်ပြန်ပြီးမဖြေရှင်းဘူးဒါလည်းမဖြေဆုံးတော့အခုလိုကြုံလို့ဒါဒီတကားကြီးပြောပြတာဟုတ်လားဟမ် 家发达了。你们都可以哈。哎呦，谢谢哥，谢谢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 ，别别说话了，看那别说话了，别了，没，谢谢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 。看那别说话了，别说了。哎，别呀妈了。好点，哎，别妈了。别妈好。哎，别他妈了，没。别他妈了。အမေကိုသမီးကူလာခေါ်တာလို့အမေသမီးကူလာခေါ်တာကြည်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 ပြောပြကြည်ကြည်သမီးကူလာခေါ်တာ အဆင်းရပြီဆိုဆင်းရပြီအဲ့လူတို့လူပြန်ဝါကြားလိုက်တာအဲဒါခေါ်လေမေယာလေဟာသူ့လာခေါ်လာညမေသူ့လိချလာတယ်ခေါင်းကိုဆုတ်ကတ်လိုက်အောင်ဟိုဆုတ်ချလာတယ်ခေါင်းကိုဆုတ်ကတ်လိုက်အောင်နော်အမေအမေလည်းဘယ်စီမကားလို့ အခုဒီလာရောသီလာကျဲကျောင်းဆောက်ရန်ခံရှင်ပြုအခုတော့ကိုသူကန်းပါဤဒီကောင်းမှုကံကြီးဆွာလို့ရှင်တော်တိကြအေးအားဆက်ဆောတော့ကြည့်ပါဦးမကြည့်မကြည့်ဆက်ဆောဆက်ဆက်အမှန်မှတော့လူတစ်ယောက်ဆုံးပြီဆိုရင်ကျွန်တော်အပြင်လောကမှာလူတစ်ယောက်ဆုံးပြီဆိုရင်ခုနှစ်ရက်ရက်လေတဲ့နေရာစတရဏဂုတ်တင်းတဲ့နေရာစလို့ဒါဆရာတော်ဘုရားရှင်နဲ့ပဲလောက်ရတာယဟန်တန်ခါနဲ့ပဲလောက်ရတာအဲ့တော့ ဒီလိုအလုံးမျိုးတော့ဇယန်တန်ဃာရင်းနဲ့လောက်ရတယ်ဆိုရင်ကျွန်တော်တို့ပရာလောကသားကိုပရာဟိတလောက်ပေးတဲ့အတွက်လောက်ကောင်းတယ်လို့ကျွန်တော်ကတော့ယူဆတယ်လောက်တင်တယ်လို့လည်းကျွန်တော်ကထင်ပါတယ်ဒါတော့အားကြောင့်မလို့ကောမတ်တွေမှာပြန်ထားတဲ့မိဘပြည်သူများကျွန်တော်ရဲ့မိကောင်းရွှေကောင်းများကိုလည်းဒါတိမက်ဖွယ်ရဲကျွန်တော်ဒါတစင်ခဲလို့ဒီမီဒီယာနဲ့တစင်ခဲပြောကြပေးတာပါသာသနာနဲ့ယဟန်နဲ့မအပ်ဆက်ဘူးဆိုတာတော့ဒီစကားမျိုးကကျွန်တော်ကတော့လက်မခံပါဘူးဘာဖြစ်လို့လက်မခံဆိုတော့လူတယောက်ဆုံးတာဆုံးလူတယောက်ဆုံးကျွန်တော်အဖေပဲဆုံးဆုံးအမေပဲဆုံးဆုံး ကျွန်တော်တို့ရက်လေဆုံးတော့တရားတော်နာလာလေဆုံးနှစ်ပတ်လေဆုံးတွတ်တာလောက်ယဟန်တွေကိုပင့်ပြီးမှကျွန်တော်ဆုံးတော့ရတာဖြစ်တဲ့အတွက်ဒါကလည်းယဟန်လက်လာဘက်မျောကိုးပြီးလုတ်တဲ့အလုပ်မဟုတ်ဘူးကျွန်တော်တို့မှကြေးဖြတ်ပြီးလုတ်တဲ့အလုပ်တစ်ခုမှမရှိပါဘူးပညာလေးနဲ့လုတ်ပြီးလုတ်တယ်သူတို့ကိုနိုင်ကငွေကြီးမတက်နိုင်ကျွန်တော်တို့ကိုနိုင်ကကိုကအလကားပညာစိုက်ပြီးလုတ်ပေးတယ်အဲ့လိုလုတ်ပေးတဲ့အတွက်ဒါလေးရလုတ်ကောင်းစင်တယ်လို့တော့ထင်ပါတယ်ကျွန်တော်တယောက်တည်းဝင်လာလားကိုနေမီလူမဝင်လားဆိုရပါတယ်နေမီလူဝင်လို့ရတယ်ကျွန်တော်ဆရာသမားကိုကျွန်တော်ယုံတယ်ငယ်ငယ်လေးကျွန်တော်73နှစ်74နှစ်72နှစ်သားတွေတွေ့လာဆရာသမားဖြစ်တယ်ယုံတယ် ဒါပေမဲ့တိုက်တဲ့လူလာခဲ့ပါပရာလောကသာဝင်းကြီးနဲ့ဆိုကျွန်တော်တို့ဝင်းကြီးပမာဏကိုစီးနာကနာများချပြီးဆရာတော်ဖះနေပဲဖိမန်ကပြုတ်ပေးမယ်ကျွန်တော်လည်းပြီးမှဆရာဖြစ်တဲ့နဲ့ရံပေးမယ်ဒါပေမဲ့ထိုသူဒီပရာလောကသာပြန်ထွက်သွားတဲ့အခါသူဆရာမဟုတ်တဲ့အတွက်တိတ်ခါတမာတိမလုံးကြုံရင်သူ့အသက်ဝင်းကြီးတို့ဒီပရာလောကသာနဲ့တခါတည်းပဲပါသွားရင်တော့အဲ့ဒါလိုကျွန်တော်တော်ဝင်ပြီပါအန္တရာယ်များလို့ပါကျွန်တော်ကိုနိုင်တော့အန္တရာယ်များကြုံရတယ်ကျွန်တော်ကိုနဲ့ခဏခဏသုံးလေးခါကြုံရပါတယ်ကျွန်တော်တို့ကျွန်တော်ဆိုမန်တော်တကားပြောတာလုံချင်းတက်လက်နဲ့ကျွန်တော်အခေါင်းထဲတော့ရောက်ခဲ့တဲ့ဖြစ်ရောက်တယ် ခေါင်းနဲ့၅ရက်ထိကျွန်တော်ရောက်တယ်။မေးချမယ်နေမှာဆရာတော်ဘုရားကဲခဲ့လို့ကျွန်တော်ဒီဘဝကိုပြန်ရောက်ပြီးတော့ဒီလောကတကယ်ရှိမှန်းသိလို့ကျွန်တော်နောက်ဆုံးကြီးငွေကြီးကိုလက်လို့ရှုပြီးတော့တင့်တင့်လျောက်ပါလေကတော့ပန်းလေးကိုပဲယူပြီးလက်ခံပြီးကျွန်တော်ပဓာဟိတပုံစံမျိုးလုပ်တယ်